ကိုမစားတဲ့အတီးကချင်းပိုက်တာပေါ့ဒီလိုအဲ့ဗီဇာမျိုးတွတ်တွေ့ရတယ်တကယ်ကိုပဲဟိုမိဟိုမိဘကတော့လူမွေးပေးလိုက်တာဒါပေမဲ့စိတ်ဓာတ်ကခွေးတိရိစ္ဆာန်တွေတော့နေနေတာတွတ်တွေ့ရတယ်မိဘကတော့လူဖြစ်နေမွေးလိုက်တာစိတ်ဓာတ်ကခွေးစိတ်ပါတာအဲ့တော့အဲ့လိုလူစားတွေကိုကျွန်တော်တိုက်ပြီးမှမင်းမြန်ထွက်သွားတာကျွန်တော်ဝမ်းသာပါကျောင်းရဲ့မိသားစုကျွန်တော်ညီကိုမှမှတော့အဲ့ဒီငလေးမှထိကခဲ့ပြီးညီသူအကုန်လုံးလူမျိုးမျိုးဘာသာမျိုးသူ့နိုင်ငံအတွင်းထဲမှာရှိတဲ့လူတွေအကုန်လုံးကို တော်ဝင်ဈေးကုသခွင့်အခမဲ့ကုသခွင့်ပေးလိုက်တာဖြစ်တယ်အင်ချရမီဝဘီတူနီကိုမော်မာမြားအလုံးမင်္ဂလာပါ news page channel ကလည်းပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ30ရက်နေ့နေ့လယ်ပိုင်းညနေပိုင်းတော့ပါနော်နောက်ဆုံးကြားသိရတဲ့တော်လန်တဲ့တွင်နဲ့ကျွန်တော်ငလင်ပေးနေပတ်သက်ပြီးတော့မှာ နောက်ဆုံးရရှိထားတဲ့အထူးသတင်းတွေတင်ဆက်ပေးမှာမလို့ကျွန်တော်နဲ့သူအစအဆုံးကြည့်ရှုပေးချဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါရစေ။ကျွန်တော်တို့ခါတိုင်းလိုပဲသတင်းတူလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့တေဆုံးသူတွေက30ကျော်လာပြီဖြစ်တဲ့နေပြည်တော်ငလင်ပေးပေးမိနေသူတွေကိုခေတင်နိုင်ဖို့အတွက်စင်ကာပူတပ်ဖွဲ့ဝင်တွေမလ30နေ့ကနေစတင်ပြီးတော့မှကယ်ဆယ်ရေးလုပ်ငန်းတွေစတင်လို့ဆောင်နေပြီဆိုတဲ့သတင်းပဲဖြစ်ပါရစေ။အခုချိန်မှာဆိုရင်နေပြည်တော်ငလင်ပေးကယ်ဆယ်လုပ်ငန်းတွေကိုမိတအူစီဌာနကလှုပ်ဆောင်နေပြီးတော့မှမလ30နေ့မှာ နေပြည်တော်ဥတ္တရတီရီမြို့နယ်ပင်လုံဆင်းကြီးမှာငလင်းလောက်ခမှုကြောင့်အဆောက်အုံပြိုကျပြတယ်မှာပိတ်မိနေတဲ့အသက်80ကျော်ဘွားကိုတစ်ရှင်နဲ့ကဲထုတ်နိုင်ခဲ့တယ်ဆိုပြီးမှကျွန်တော်သိရတာပဲဖြစ်ပါတယ်တရင်ကောင်းပဲပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒီအင်းနီချင်းနိုင်ငံတွေကနေပြီးတော့မှအကူအညီတွေစစ်တိုက်ပေးနေတာပြီးမှသူတို့ရဲ့ပေါ့နော်ဒီချက်ချင်းတွေပြီးတော့မှဒီလိုမျိုးကျွမ်းကျင်ဖွဲ့တွေကိုသူတို့နဲ့ဆေးလို့ပြီးတော့မှအခုဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာရှိတဲ့ Pride ဖွဲ့တွေနဲ့ကျွန်တော်တို့ Meetup ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့မှကဲဆဲလုံအောင်တွေစတင်ပြီးတော့မှလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ကွေးတိုင်းပေါင်းမြို့နယ်အတွင်းမှာချမ်ပစ်စကောင်စီတပ်ကစစ်ရဟန်းရင်နဲ့ဘုံပြက်ခတ်ဘုံချတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။လေကြောင်းဝန်းနဲ့တိုက်ခိုက်တော့တာဟုတ်ပါတယ်။ဖုန်းလိုင်းတွေလည်းဆက်သွယ်မရသေးလို့အသေးစိတ်အခြေအနေတော့မသိရသေးဘူး။တိုက်ခိုက်ပျက်စီးမှုတွေလည်းမေးလို့မရသေးပါဘူးဆိုပြီးတော့မှပခုတ်ကိုခဲ MS5 တရင်ကတောင်ရှိသူတို့ကနေပြန်မှပြောဆိုထားတာဖြစ်ပါတယ်။အဲ့လိုမျိုးပေါ့နော်။စကောင်စီကတော့အောက်တန်းကြရုံမှာတာမှာကျော်တော့ NUG ဘက်ကနေပြန်တော့မှငလင်ပေးတဲ့ပြည်သူတွေကိုကူညီဖို့ဆိုပြီးတော့မှနှစ်ပတ်ကြာကြာ သူတို့ရဲ့ထိုးစစ်တွေရက်တက်မယ်ဆိုပြီးပြောပြမဲ့အခုဆိုရင်မြောက်လိုင်းတို့ဥဆောင်နေပါတော့စစ်ကောင်းဆောင်တွေရတယ်ပြတော့ပီတူလူထိုးတွေပေါ်မှာဒီလိုမျိုးဆက်လက်ပြတော့မှယုံမှာကောက်ကျင်နေတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတော်သူဖို့အနေနဲ့ကတော့နေပြည်တော်နဲ့တကုံမြို့နယ်တို့မှာရှိတဲ့ဝင်ကြီးဌာနရုံးနဲ့ဝင်ထမ်းအင်အားတွေငလျင်ရံကြောင့်အဆောက်အုံပြိုကျမှုများစွာဖြစ်ပေါ်ပြီးတော့မှတည်ဆုံသူဝင်ထမ်း230ကျော်ရေတုပ်ကိုမြင့်တက်လာတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့ဒီထဲမှာစစ်ကောင်စီရဲ့အမြဲတမ်းအသွင်းဝင်ဒုဗိုလ်မှူးကြီးဟောင်းညွန့်ဝင်းလဲ ပါဝင်တာပြုံးမှာအခုဆိုရင်နေပြည်တော်ဝန်ထမ်းရမှာကတော့တည်ဆုံးတာနေရာကျော်နေတာဖြစ်ပါတယ်။တကုံးမှာလည်းတည်ဆုံးတာ30ကျော်ရှိနေပြီ။တည်ဆုံးမှုကတော့ဝန်ထမ်းအရာတွေမှာပြုတ်ချပြည်တော်မှာတည်ဆုံးမှုတွေပါ။ဒဏ်ရာရှိသူတွေလည်းဖြစ်တယ်လို့ပဲစေကူတာမှုလုပ်နေရတယ်။သူထက်ငါဆွင့်ရတဲ့သူတွေကြီးပါပဲဆိုပြီးတော့မှနေပြည်တော်တရင်းမြစ်ကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်။ဆိုတော့စကောင်စီရဲ့ပေါ့နော်ဒီလိုမျိုးကြီးပိုင်းနေရာဆိုရင်လည်းပါဝင်တာပြုံးမှာအခုဆိုရင်ကျွန်တော်ပြည်သူတွေပေါ်မှာသူတို့ကျွလွန်ခဲ့တဲ့ပြုံးမှုတွေအတွက်ပြန်ပြီးတော့မှပေးဆက်နေရတာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကျမ်းမာကတော့ကျွန်တော်ပြည်သူပြည်သားတွေကိုအခုဆိုရင်စစ်ကောင်စီကနေပြီးတော့မကူညီတဲ့အပြင်လေးချောင်းကနေပြီးတော့ပေါ့နော်ပြစ်ခတ်ပုံချမ်းမှုတွေလုပ်နေတဲ့အချိန်မှာကျွန်တော်အင်းနီချင်းနိုင်ငံဖြစ်တဲ့ထိုင်းကနေသူတို့ငလင်ဘေးတင့်ပြည်သူတွေဘယ်လိုမျိုးလှုပ်ဆောင်ပေးနေလဲဆိုတော့တင်ဆက်ထားတယ်ပေါ့နော်ရဲဘော်ရှင်းလေးဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲဘော်ရှင်းလေးဘယ်လိုမျိုးတွေပြောထားလဲဆိုတာစာချေးလေးရအောင်နော်ကျွန်တော်တို့နိုင်ငံနဲ့ထိစပ်နေတဲ့ထိုင်းနိုင်ငံဘရင်ကငလင်ကြောင့်ထိခိုက်ခဲ့တဲ့သူတွေအကုန်လုံးကိုတော်ဝင် စေကူသားခွင့်ပေးမယ်ဆိုတဲ့ ြောဆိုမှုတော်ဝင်စိတ်ကူတာမှုဆိုတာကျောင်းရဲ့မိသားစုကျောင်းရဲ့ညီကောင်မတို့အဲ့ဒီငလေးမထိခိုက်ခဲ့သူညီသူအကုန်လုံးလူမျိုးမျိုးဘာသာမျိုးသူ့နိုင်ငံအတွင်းထဲမှာရှိတဲ့လူတွေအကုန်လုံးကိုတော်ဝင်စိတ်ကူတာခွင့်အခမဲ့ကူတာခွင့်ပေးလိုက်တာဖြစ်တယ်တော်กว่าတယ်เนาะထိုင်းနိုင်ငံမှာကျွန်တော်နိုင်ငံမှာ ခုဘာတွေဖြစ်နေပြီလဲကဲသူချစ်စဲသူမရှိဖြစ်နေတဲ့အချိန်မှာနိုင်ငံတကာပတ်ပြီးတော့အကူအညီတောင်းနေတဲ့စောက်ဖင်းကောင်အကူအညီမတောင်းနဲ့လို့ကျွန်တော်ပြောတာမဟုတ်ဘူးဒီအရွတ်တက်ကျွန်တော်တို့နိုင်ငံကျွန်တော်ပြည်သူပိုင်ပတ်စံထွေနဲ့ငခုလဲကတဝဘေးအန်တရဲ့အတွက်ရင်းပုံငွေတွေထားရှိပြီသားတဝဘေးအန်တွေဖြစ်ခဲ့မယ်ဆိုရင်လည်းလုံလောက်တဲ့ကုသမှုတွေထားရှိတဲ့ကျွန်တော်တို့ရဲ့စေဝင်တန်းတွေကို ဲ့ဒီကောင်တွေဘာလုတ်ခဲ့လဲကျွန်တော်တို့ကဲတဲ့ရေးဒူငယ်ဖွဲ့တွေကိုအဲ့ဒီကောင်တွေဘလို့ကွက်ပြတ်ခဲ့လဲဘလို့နှိမ့်ဆက်ခဲ့လဲဘလို့တက်ပြတ်ခဲ့လဲကျွန်တော်ပြည်သူဖြစ်တဲ့အချိန်မှာအဲ့ဒီကောင် မျက်ရည်ကန်ထိုးပြီးတော့ချက်ချင်းပဲလူရှိသူရှိထွက်လာပြီးတော့ခွက်ခေါက်တောင်းစားတာဒီကောင်တွေမို့လို့မရှက်လဲကျွန်တော်ကဒီရုပ်တံတွေကိုကြည့်ပြီးတော့အရန်ကိုရှက်ရုံပြီးကျွန်တော်ရင်မိပါတယ်ဒါကတော့ အသင်းတွေမပြောခင်မှာပရမအုပ်ဆုံးတင်ပြချက်ပါဒုတိယတင်ပြချက်လေးတခုအပျက်စီးတွေခြားရဲမှာအကာအကွယ်မဲ့ကိုကြီးကဲစဲနေရတဲ့ပြည်သူတွေကပြည်သူ သူရဲကောင်းတွေကြောင်တရားနေပြီးတော့ဥညော့အလေးပြုပါဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးသွားရင်လည်းကျွန်တော်ရမိပါတယ်။သူတို့ကဘာအကာအွယ်မှမရှိဘူး။အနေဆုံးလက်အိတ်တောင်မရှိဘူး။ဟုတ်တော့ we တက်ကဲအင်းကြီးဝေးဘာမှကဲစေရေးထောက်ခုပြပစ္စည်းမပါဘဲနဲ့ကျွန်တော်တို့ပြည်သူကိုကျွန်တော်တို့ပြည်သူကပဲပြန်ကဲနေရတဲ့ကျွန်တော်တို့နိုင်ငံအတွင်းထဲကဖြစ်စဉ်လေးတစ်ခုဒါဟာကျွန်တော်တို့လက်ရှိနိုင်ငံကိုအုပ်ချုပ်ခြင်းတွေပါတယ်ကျွန်တော်တို့ပြည်သူရဲ့အာဏာကိုလူယူထားပါတယ်ဆိုတဲ့စစ်ခွေးအုပ်စုကကောင်းနေဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ရှက်တက်ရင်ဆဲကပြန်လဲသိလို့ရတယ်ဒီမှာရဲဘော်ရှမ်းလေးပြောတော့ရအောင်ပါနဲ့နော် ကျွန်တော်မြန်မာပြည်သူတွေကအခုဆိုရင်ငလိမေးတံပြည်မြောက်လိုင်းတို့ရဲ့လေးကြောင်းရံကိုခန်းစားနေရတဲ့ချိန်မှာကျွန်တော်ရဲ့အင်းဒီချင်းနိုင်ငံဖြစ်တဲ့ထမ်ဘက်ကအားနဲ့ပြည်မာအခုဆိုရင်တို့ဘယင်ကနေပြည်မာပါလားငလိမေးတံတဲ့ပြည်သူတွေကိုအခါမဲ့ဆေးကုခုနေပြလိုက်တယ်ဆိုတဲ့တဲ့ထုတ်ပေါ်လာတာပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကြည့်ပြည်မာပါနော်တော်တော်လေးကိုရင်နာဖို့ကောင်းနေတာပြည်မာဒီတော်လိုင်းမှာကျွန်တော်တို့နဲ့မြောက်လိုင်းပေါ်ကျွန်တော်ရဲ့စစ်အာဏာရှင်စနစ်ကိုဘာကြောင့်ဖြိုချဖို့လို့ဆောင်နေလဲဆိုတာကိုခုဆိုပေါ်လွန်စွာနဲ့တွေ့နေရတာပဲဖြစ်ပါတယ် ဟုတ်ပြီကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်မြောင်းလိုက်တော့အိုးစုကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေပေါ်မှာကုညီထောက်ထားမှုလုံးဝမရှိတဲ့ပြင်ပေါ့နော်လေကြောင်းမားနဲ့တိုက်ခိုက်မှုတွေစစ်တိုက်လို့ဆောင်နေတဲ့အချိန်မှာဒီပေါ်မှာကမတိချိုးချွန်ပြပြီးတော့မှပေါ့နော်ဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတာကျွန်တော်တို့ကြော်မြဲမြဲဗီဒီယိုတွေကိုစစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်နိုင်ငံကိုပျက်စီးမှတို့ပျော်နေထမင်းစားရတယ်လို့စောက်ရအတိတ်ပြောတယ်ထင်ပါတယ်အဲဒီအိုးစုကပြန်နေမျိုးစင်လို့ကောင်းမျိုးတွေနော်သူများမင်းများကြာခုပြီးတော့ကြာခုလေးရိုက်ပြီးတော့တကယ်ကိုကိုချင်းတရားမကောင်းတဲ့ဟော ဒီလိုကောင်းစားမျိုးอ่ะတူပါကပိုလို့တာငါလိုမျိုးတွေတချို့ရေးနေတဲ့ပို့စီကျွန်တော်ဖတ်အောင်ပြချင်ပါဘူးတော်တော်မိုင်းရိုင်းနေအောက်တန်းကြလို့တော့တွေ့ရတယ်တစ်ချက်နောက်မောင်မောင်အေးထိပ်ပြောင်မောင်မောင်အေးကထုံးเนาะကထုံးမောင်အေးတော်ဆုံးဤဆောလက်ထက်ကကိုနေဖမ်းပြီးလှုပ်ရှားသွားတယ်ကောင်းကိုနေနိုင်ဖမ်းပြီးလှုပ်ရှားသွားတယ်ကောင်းအများကြီးပတ်စံပြရသွားတယ်ဝင်တက်သွားတယ်ကောင်းကထုံးမောင်မောင်အေးတကယ်ကထုံးကထုံးလေးလုံးမှန်ကြောင်းเนาะကထုံးလည်းကထုံးမှန်လည်းမှန်ကြောင်းကျွန်တော်ဒီဘောကတော့သမင်းကိုဖျောက်အောင်မပေါက်တယ်ကောင်းနောင်ဖြစ်လျက်ဘောလိုက်မှာအဲ့အဲ့ရတဲ့ပုံစိုးလေးမှာခေါင်းတော့ပါလာမှာလို့သိခဲ့ကောင်းအောက်တန်းစားကလေးကြီးဆိုအဲ့ဒီကောင်းလေးနောက်တစ်ခါ ပူပေါက်ကိုလည်းကိုရဲကိုတော့လူယုံမထွက်တော့ဘူးနော်မြန်မာပြည်ရှိနေတော့လူယုံရှိသေးလူယုံပေါက်သေးတယ်လူယုံသေးရှိသေးအခုလူယုံမထွက်တော့လူကလူနဲ့လူတော့ကျွဲလူလူနွားလူလူဝက်လူလူဖြစ်နေတယ်ကောပူပေါက်ကျွန်တော်စဉ်းစားနေတယ်ဗျာရေးကျင်တိုင်းရှောက်ရေးပြီးတော့အဲ့ဒီငလင်းနဲ့ပတ်သက်ပြီးတော့ရေးနေကြတာဒါလောက်တိုင်းပြည်ကအော့အောင်နေဖြစ်လို့ကမ္ဘာလုံးကတော့မှပဲကျွန်တော်တို့စာနာပြီးဆမ်ပါတီဖြစ်ပြီးတော့ဝိုင်းဝန်းကူညီဖို့ကြိုးစားနေကြတဲ့အချိန်မှာဒီကောင်တွေကမနာလို့မရှုစိတ်နေနဲ့ပြောကြတာကြည့်ပြီးတော့ကျွန်တော်တော်တော်လေးတော့အားအားသိပါတယ်ဒီအုပ်စုကဘာခေါ်လဲဆိုတော့ဟိုဂျိုးတူနန်တူဓာတ်တူတွေသွားစုရလား ဒါမို့တကယ်လူမိုက်လူရန်ကတခုချဖို့ကိုကျင့်တရားသီလမကောင်းတဲ့ကောင်တွေပဲတောက်စုတွေကိုတွားပြီးတော့စုပေးတာလားတော့မသိဘူး။တပုံစံနဲ့ထွက်တာ။တပုံစံနဲ့ထွက်လာတာ။ဆိုတော့အဲ့ဒီမှာကျန်တဲ့တွေကြံပါသေးတယ်။နိုင်ကြံပါသေးတယ်။အဲ့ကောင်အကုန်လုံးဝိုင်းရေးရေးနေကြရေးကြည့်ပြီးတော့ကျွန်တော်တို့ရိုးလေးပဲစဉ်းစားမိတယ်။ဒါအရှုံးသမားတယောက်ပဲတော်တာ။အရှုံးသမားတယောက်ပဲမနာလို့အရှုံးသမားတယောက်ရဲ့တော့ကဒီလိုပဲကျွန်တော်မြင်ပါတယ်။ဒါအရှုံးသမားတွေမှာဖြစ်လိဖြစ်တာရှိတယ်ဟာပါ။ကိုမစားတဲ့အတိအချင်းပလိုက်တာပါဗျာ။ဒီတော့အဲ့ဗီဇာမျိုးတွတ်တွေ့ရတယ်။တကယ်ကိုပဲဟိုမိဟိုမိဘကတော့လူမွေးပေးလိုက်တာ ဒါပေမဲ့စိတ်ဓာတ်ကခွေးတိရိစ္ဆာန်တော့နေနေတာတော်တူရတယ်။မိဘကတော့လူဖြစ်နေမိုးလိုက်တာစိတ်ဓာတ်ကခွေးစိတ်ပါလာတာ။အဲ့တော့အဲ့လိုလူသားတွေကိုကျွန်တော်တို့တိုင်းပြည်မှာမြန်မြန်ထွက်သွားတာကျွန်တော်ဝမ်းသာပါတယ်။တိုင်းပြည်မှာဒီလိုကောင်းမှုတွေမရှိတော့လည်းဝမ်းသာပါတယ်။ဆိုတော့ခမတို့အနေနဲ့လည်းမေးမွေးပေးထားတာလူပါလူကနေလူလိုမျိုးပဲလူစိတ်မပေါက်ဘူးနဲ့ခွေးစိတ်ပေါက်ပြီးတော့ခွေးလိုကြိုက်နေတဲ့အကောင်သားမျိုးတွေဆိုတော့မြန်မြန်ဆန်ထွက်သွားတာကောင်းပါလေ။ဒီလိုခင်းချင်းမျိုးကြီးမှာကျွန်တော်တို့အားလုံးတညင်းနေနဲ့လောက်အောင်။အန်ယူဂျီကတော့အန်ယူဂျီကမှရင်မုံတော့ပါတော့ထထုတ်ပြန်နေလေ။ PDF တွေရောက်အနေအရရောက်တဲ့နေရာတွေစင်ပြေတဲ့နေရာမကူကြပါလို့ထုတ်ပြန်နေလေ။ဆိုတော့သူတို့တော့အဲ့လိုကူညီပြောနေတဲ့အချိန်မှာ ဒီလိုပေါက်လို့ပဲသားတွေကဒီလိုပြောကြတာဆိုတော့စဉ်းစားကြည့်ပါဦးတော်တော်ဆိုးဆိုးပါတယ်ဆိုတော့ပြီးတော့ပြီးတဲ့ညီငယ်တွေနေတိတိမရောက်နေပြီးတဲ့ညီငယ်တွေနေလဲကိုယ်နေကိုယ်နားတော့ရင်မှာငလင်းတန်ဖေးတန်တင်လို့တစ်ခွောက်အောင်လေးပြည်သူတွေရှိရင်တိုက်ပုံအုပ်ပုံတွေကြားမှာပြုတ်ပြီးပြားပြီးတော့တောက်နေလို့ရှိရင်တနက်ကိုခဏဖေးချပြီးတော့အဲ့ဒီလူတွေဝိုင်းကယ်တဲ့ကိစ္စတနက်ကိုဖေးချဝိုင်းကယ်လောက်ပါတကယ်ညီလေးတို့နားမှာစစ်သားတွေရောက်လာပြီးတော့လာကူမယ်ဆိုလဲညီလေးတို့လည်းစစ်သားနေတယ်အတူတူတနက်ဒီခဏဖေးချပြီးတော့အဲ့ဒီအုပ်ပုံကြီးကိုလူအောက်မှာပြားပြီးနေတဲ့လူတွေအုပ်ပုံအောက်မှာပြားပြီးနေတဲ့လူတွေဝိုင်းကယ်ထုတ်ကြအောင်အဲ့ဒီစိန်လေးငွေးကြည့်လိုက်ပါဘာလို့ဂျီနီကိုကောင်းမှထင်လဲ ကြည့်ရတဲ့ပြည်သူကလည်းကြည်နိုးလိမ့်မယ်ဒီကောတော့ခုချိန်မှာကျွန်တော်တို့ပြည်သူတွေကိုပေါ့နော်ပြန်ပြီးတော့မှဖားရပြောဆိုနေတော့တွေ့ရဖြစ်တယ်တစ်ဖက်ကနေပြီးတော့မှအခုဆိုရင်ကျွန်တော်တို့မြောက်လန်တို့စစ်တပ်ကိုဖျောချဖို့ပေါ့နော်အားလုံးညီညွတ်စွာနဲ့တွန်းလှန်ဖို့လုပ်နေကြတဲ့ချိန်မှာတွန်းလှန်ပြတဲ့သားတွေကိုဒီကြော်မြင်မြတ်နေပြီးတော့မှပေါ်လို့ပဲစားတွေပြတော့တာပြီးတော့မှဒါကကျွန်တော်ပေါ့နော်အခုလိုမျိုးတွန်းလှန်ရဲ့အချိန်မြင့်နေတဲ့ချိန်မှာသူတို့ကနေပြီးတော့မှဦးချိုးဖို့စ조사နေတာတွေ့ရပဲဖြစ်ပါတယ်သူတို့ဘယ်လိုပဲစ조사စ조사ပြည်သူတရားလုံးကတော့အခုလိုမျိုးကျွန်တော်ပေါ့နော် တကယ်ကိုဒုက္ခရောက်နေတဲ့အချိန်မှာစစ်ကောင်စီရဲ့လိုရတွေကိုပေါ်ပေါ်ထင်ထင်နဲ့တွင်းနေတာဖြစ်ပြီးတော့မှနိုင်ငံတကာရဲ့အကူအညီတွေကိုလည်းသူတို့ကနေပြီးတော့မှလူကြီးအုပ်ထားတယ်ဆိုတာအလုံးလည်းသိတာဖြစ်ပါတယ်။မကြာခင်မှာတော့ပီတူတရားလုံးရဲ့ဒီခုခံဆက်ရဆိုရင်ကျွန်တော်တို့ပီတူအလုံးစူးစီးညွှန်ဆောင်နဲ့လာတော့မယ်ဆိုတာမျှော်လင့်ကိုယ်တိုင်လည်းသိရှိလောက်ပြီးဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်တရင်ကောင်းသဘောရှိတာဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့ပြောင်းချက်နေပြီးတော့မှအခုဆိုရင်ဒီလိုမျိုးပြည်သူတွေပေါ့နော်ဒုက္ခပင်လည်းဝင်နေတဲ့အချိန်မှာအေးနဲ့ပုံတဖို့ဝင်နေတယ်ပြီးတော့မှစစ်ကောင်စီတဖို့ဝင်တွေကိုကြားဖြတ်တက်ခိုက်နေတယ်ဆိုတဲ့အကြောင်းကိုခြေခွက်လောက်မျိုးဆိုရင်ပြောဆိုထားတဲ့ဟာပဲဖြစ်ပါတယ်ဒီကောင်းဘယ်လိုမျိုးတွေပြောအောင်မလဲကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ခိုင်သူကအခုချိန်ကြည့်လူလိန်ဘောကမဟုတ်လို့သိသလိုအကယ်၍ဒီကိစ္စနောက်ဆုတ်လိုက်မယ်ဟိဆိုရင်တော့ तू တသက်စာလူလိန်ဖြစ်သွားမှာပါနော်ဆက်ဆက်ချင်းလောင်းနေပြီနော်ဒီကောအဲ तू လွှဲမခဲ့ပါလေနော် तू ပြောခဲ့တာလေအဲ့တော့ကြောင့်မလို့အခုအဲညောင်ကျိုးတို့ လုံးဝလုံးဝမရပါဘူးမရတဲ့အတွက်ကြောင့်မလို့မနေ့ကတော့နော်မနေ့ကဖြစ်အထူးခြားဖြစ်ရလေးရှိတယ်ထူးခြားဖြစ်စဉ်လေးပဲကျွန်တော်ပြောရတာမယ်နော်အထူးခြားဖြစ်စဉ်ကတော့အေအေကဘာလို့လဲဆိုအဲ့ဒီတောခိုးတယ်တောထဲမှာခိုးပြီးတော့အဲ့ဒီတောဇက်ကနော်တောဇက်ကဒီကျွန်တော်တို့တစ်ခုတ်တဲ့သူတွေပေါ့နော်တစ်ခုတ်တစ်ခုတ်မားတွေရောမီးသွေးဖောက်တဲ့သူတွေရောသူတို့ဖမ်းခေါ်သွားတယ်ဖမ်းခေါ်သွားတဲ့ကိစ္စကိုတက်ကတိတဲ့အတွက်ကြောင့်မလို့တက်ရဲ့ပြည်သူစစ်ရဲ့လိုက်သွားတယ်လိုက်သွားတဲ့အခါမှာကံမကောင်းစွာပဲ ခြုံကိုတိုက်ခံလိုက်ရတယ်ခြုံကိုတိုက်ခံလိုက်တဲ့အခါမှာအလုံးပေါင်းရှိတာပေါ့နော်12ယောက်ကျော်ကျော်ရှိတာက2ယောက်ပဲကျွန်တော်တို့ပြန်လာလို့ရတယ်2ယောက်ပဲကျွန်တော်တို့ပြန်ရောက်လာတယ်ကောင်းတယ်နော်4ယောက်ကတော့အဲကြာတိရတယ်လို့ဆိုရှင်တိုက်ပွဲကြာသွားတယ်နောက်ထပ်8ယောက်ကတော့နောက်ထပ်8ယောက်ကတော့အေးအေးဖမ်းသွားတယ်လို့ယူဆရတယ်ပေါ့နော်အဲ့တော့အခုချိန်ထိလည်းသူတို့တွေရဲ့ DB တွေကိုပြန်မရသေးသလိုအော်ကျွန်တော်တို့အလေးငိုက်ခံလိုက်ရတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဒါကတော့ထူးခြားဖြစ်စင်ပါဗျာနော်အေးအေးကမနေ့ကလွတ်သွားတာပါအဲ့တော့ အခုတက်ကလည်းအားလုံးသူတို့တွေဆက်တိုးမလာနိုင်တဲ့အတွက်ကြောင့်မလို့တက်ကလည်းပါဆက်လို့မယ်ကျွန်တော်တို့ကတော့အဲဒီလမ်းကျောကနေပြီးရှေ့ဆက်သွားမယ်ဟေးဆိုရှင်ကျွန်တော်တောင်ပုံကြီးကျော်ပြီးတော့ရှေ့ဆက်သွားမယ်ကျွန်တော်တောင်ကုတ်ကိုရောက်မယ်တောင်ကုတ်ကိုရောက်မယ်အတွက်ကြောင့်မလို့အေးအေးအတွက်ဆင်းမျက်နှာကြီးကြီးမားမားဖြစ်လာဖို့အတွက်ကအဲဆက်လက်ပြီးတော့ထိုးစစ်ဆင်သွားဖို့ပေါ့နော်အဲဒါအခုအခုချိန်မှမဟုတ်ဘူးနော်ဆက်လက်ပြီးထိုးစစ်ဆင်သွားဖို့အစီအစဉ်ရှိသလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာပါဗျာနော်အဲ့တော့အခုဒါညောင်ကျိုးရဲ့အထူးခြားဖြစ်စဉ်လေးကိုကျွန်တော်ပြောပြသွားမယ်ယနေ့အတွက်ရှိဒီနေ့မှလည်းတို့ မရမှန်းသိလို့ငြိမ်နေကြပါလေနော်ညောင်ကျိုးချိန်နေရတော့သူတို့ကပါစားစိတ်ယုံကြီးတို့သူတို့လိုချင်တဲ့ရမတ်ကသူတို့အဆုံးသက်သွားပြီလို့ပြောလို့ရတယ်လို့နော်ပြောလို့ရပါလေကျွန်တော်ကြားသိရတော့ညောင်ကျိုးသူတို့ဆက်မတိုက်တော့ဘာကြောင့်လဲဆိုသူတို့ကြာလာတောက်တောက်လဲကြာလဲတောက်တောက်လဲကြာတဲ့အတွက်ကြောင့်မို့သူတို့ကနောက်ထပ်စစ်မျက်နှာဖြစ်တဲ့အစစ်တွေရဲ့ကြောက်ဖြူရဲ့ကျွန်တော်ဒီ ARV တိုင်းရဲ့ဒါကိုအဓိကထားပြီးသူတို့စေရေးရ깟ပါလိမ့်မယ်နောက်ထပ်မကွေးဘက်ကိုသွားတဲ့ကျွန်တော်တို့အမ်ပရန်လန်ပေါ့အမ်ပရန်လန်ကတော့သူတို့အဲ့ဘက်ကိုလည်းသူတို့ဆက်တိုက်လာနိုင်တယ်ဒါမဲ့တော့ညောင်ကျိုးကတော့သူတို့ ရှေ့ဆက်တိုးလို့မရတော့ဘူးရှေ့ဆက်တိုးလဲသူတို့ကဗာနဲ့လာတဲ့လူဆိုသိတယ်လေညောင်ကျိုးကစစ်မျက်နှာပြင်တဲ့နောက်တန်းစစ်မျက်နှာပြင်နောက်တန်းဖြစ်တဲ့ကြောင့်မလို့တက်ကအချိန်မရွေးသူတို့ကအဲစစ်ဒီရိတ်ခါအလုံးပို့နိုင်တဲ့ကြောင့်မလို့သူတို့တဘုံမှာအကန့်အသတ်ရှိတယ်အဲ့ဒီမှာရွာတွေရှိတယ်ဒီရွာတွေကထမင်းမကျွေးနိုင်ရင်တဘုံကသွားပြီထမင်းညပြီဟဲ့အဲ့ဒီကြောင့်မလို့အခုဒီရွာလေးဆိုတာလည်းအခုချိန်မှာစစ်ပေးရှောင်တဲ့အတွက်သူတို့ထမင်းမကျွေးနိုင်မကျွေးနိုင်တဲ့ကြောင့်မလို့အေအေကအဲညောင်ကျိုးမှာတော့စစ်ရှုံးသွားပြီလို့ပြောလို့ရပါတယ်ပြောင်းကြတော့အခုချိန်ထိတောင်မှအတီတရားလုံးဝမရှိတော့ကျတို့တွေ့တာပေါ့နော် ေရဘွန်တဖို့နဲ့ညောင်ကျွရပြီလို့အခုဆိုရင်ကျွန်တော်ဒီစကောင်စီကပါဆာဆလင်းနေရုံလေးတိမ့်မိုင်နေဖို့စူးစမ်းနေတာတွေ့ရတဲ့ရမတစ်ဖက်မှာရဝတီတိုင်းထဲမှာရှိတဲ့ပေါ့နော်ရေကြီးငတိုင်းချောင်းနောက်ပြီးတော့မှဒီတာပေါင်းစားတဲ့မြို့တွေမှာသူတို့အနေနဲ့တက်ပွဲတွေဆက်လက်ပြီးတော့မှပေါ်ဆောင်နေတာပဲဖြစ်ပါတယ်။ညောင်ကျွပြောတဲ့ပုံစံရတဲ့စကောင်စီတဖို့နဲ့တတ်တော်လေးကိုကြားနေတာပြမမကြခင်မှာတော့ပေါ့နော်။ ကျွန်တော်ခုလိုမျိုးပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတရင်ကောင်းတွေချဖို့ရှိနေတာပြုမကျွန်တော်ဟိုဒီတော်လိုက်မှာပါနော်အေးနဲ့ပုံသဖုံတွေရဲ့ထိုးစစ်တွေဆိုရင်တဖြည်းဖြည်းနဲ့အညာတွေတောက်ကိုရောက်ရှိလာမယ်ဆိုတော့ကျွန်တော်ခုကလေးကတွေ့နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ရှင်မကျွန်တော်တို့ဖတ်ခဲ့သလိုပဲအခုဆိုရင်နေပြည်တော်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်ဒီဝင်ကြီးဌာနရုံးကလူတွေကတောက်တော့လဲတည်နေကြတယ်ဆိုတဲ့အကြောင်းကိုကျော်စိုးကနေပြည်တော်မှာတီးပြီးပြောကြားထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်ချိလိုက်ရအောင်နော် လက်ရှိတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုဒီကမ္ဘာနိုင်ငံအသီးသီးကတော့ဒီကွန်ဂျီကယ်ဆယ်အဖွဲ့တွေတောက်လျှောက်ရောက်လာပြီပေါ့ဗျာတောက်လျှောက်ဒီအာဆီယံနိုင်ငံတွေကလည်းဒါကွန်ဂျီကယ်ဆယ်အဖွဲ့တောက်လျှောက်လွတ်နေပြီကျွန်တော်တို့ကမ္ဘာအင်အားကြီးနိုင်ငံတွေကလည်းဒါကွန်ဂျီကယ်ဆယ်အဖွဲ့တောက်လျှောက်လွတ်နေတော့လေဒါတော့ကျွန်တော်ဝမ်းသာစရာကောင်းတော့ပေါ့ဒါနိုင်ငံတကာလည်းဒီမြန်မာငလေနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်မှုတွေကတော်တော်လေးကိုကြီးကြီးမားမားတွေ့ရတယ်ပြီးကျွန်တော်အာဆီယံနိုင်ငံတွေရဲ့ပူးပေါင်းဆောင်မှုတွေကလည်းတော်တော်လေးကြီးကြီးမားမားတွေ့ရပါတယ်ဒါတော့ဝမ်းသာစရာပါပြီးကျွန်တော်တို့လက်ရှိဒီမြန်မာနိုင်ငံမှာရှိတဲ့တကယ်တထေးကြီးပေါ့ဗျာ အဥစစော်တို့ကျွန်တော်တို့ကမ္ဘောဇာဘာဥက္ကရာတို့အပါအဝင်အခြားခရီးတစ်တိုက်ပါနော်မြန်မာနိုင်ငံရဲ့ငလေးနဲ့ပတ်သက်ရင်ဒါတို့လည်းဒါစောစောတမန်ကုညီဆောင်လက်တွေကုညီဆောင်ရပေးမှုတွေရှိနေအောင်ဗျာအဲ့တော့အဲ့တော့ကျွန်တော်တို့မြန်မာမြန်မာစိန်ကိုကျွန်တော် ပြန်ပြီးတော့တွေ့ရတဲ့အနေအထားလေးဖြစ်တာပေါ့လက်ရှိလည်းကျွန်တော်တို့ဒါအသေးစားသေးသေးပါဆိုလည်းပဲဒါတို့ပြန်ပြီးတော့စားတဲ့ရေကာတွေမျှဝေးတာတွေဆေးဝါးတွေမျှဝေးတာတွေဒါပြင်ကျွန်တော်လိုအပ်တဲ့အသုံးဆောင်တွေမျှဝေးတာလည်းနေရာလိုက်မှာရှိနေပေါ့အဲ့တော့ဒါမြန်မာစိန်မြန်မာတလေးကိုကျွန်တော်ပြန်ပြီးတွေ့ရတာပေါ့ဗျာလက်ရှိတော့ကျွန်တော်ဒီနေပြီးတော့အခြေအနေပြောရမယ်ဆိုရင်တော့ဒါနေပြီးတော့မှာကပြည့်စုံမှုတော်တော်များတယ် ီတော့ကျွန်တော်ဝင်တဲ့အရာကအလုံး၄လွာရှိရဲဆိုရင်တချို့နေရာတွေမှာတလောအမြည်ကြီးတော့ဝင်ပါတယ်ဝင်တော်တော်လေးအခြေအနေဆိုတဲ့နေပြည်တော်ရဲ့အခြေအနေကကျွန်တော်ဝင်တဲ့အရာတွေဘက်မှာတော်တော်လေးအခြေအနေဆိုတဲ့ဝင်တဲ့အရာကကျွန်တော်တို့ဒါ၄လွာရှိရင်တလောကအမြည်ကြီးတဲ့အထိဝင်ပါတယ်ဒီအဆောက်တချို့သောအဆောက်တွေကတော်တော်လေးကိုကျွန်တော်စူးစူးကပြိုချပြည့်စည်တာရှိတယ်နေပြည်တော်ရဲ့အခြေအနေနဲ့ပတ်သက်ရင်ကျွန်တော်တို့သမုဒ္ဒိမြို့နယ်ကတော်တော်လေးကိုကျွန်တော်စူးစူးဝါထိခိုက်တဲ့နေရာလို့ပြောရမယ်။ဘာကြောင့်လဲဆိုတော့ဒါသမုဒ္ဒိကဝန်ထမ်းဝန်ထမ်းတွေအများဆုံးနေထိုင်တဲ့နေရာဖြစ်တယ်။ဝန်ထမ်းတွေအများဆုံးနေထိုင်တဲ့နေရာဖြစ်တဲ့အခါကျတော့ အကုန်လုံးကကျွန်တော်တို့ဒီအထက်မြင့်တိုက်တွေကြီးပဲအထက်မြင့်တိုက်တွေအထက်မြင့်တိုက်တွေမှာကျွန်တော်မြေရကျုံမှုတွေကမြေကျုံမှုတွေကကျွန်တော်လေးလွှာရှင်တလွားမြေကြီးကိုကြောက်သွားတယ်။အဲ့ဒီအချိန်တွေကကျွန်တော်တော်တော်လေးဆူဆူဝါဖြစ်တာပါဗျာ။အဲ့တော့ဒီပိတ်မိနေတဲ့နေရာကြီးလည်းရှိနိုင်တယ်တိကျပြည့်စုံမှုတွေလည်းရှိတယ်။တိကျပြည့်စုံမှုတွေလည်းရှိပါတယ်။အဓိကတော့ကျွန်တော်တို့လေးလွှာရှင်တလွားမြေကြီးကိုကျုံကြတဲ့အချိန်တွေပါ။လက်ရှိလည်းကျွန်တော်တို့ဒီကနေ့ဒီလည်းကုညီကယ်ဆယ်ရေးဒါဆောင်နေဆက်ဖြစ်တယ်။ကျွန်တော်လည်းလက်ရှိအရိပကလည်းပတ်လာတော့ပဲပတ်ပတ်ကြည့်ပြီးတော့ပတ်လာတော့ပေါ့။တော်လေးတော့ကျွန်တော်တို့ဒီစိတ်မကောင်းစရာတွေတွေ့ရတာပါဗျာ။နောက်ကကျွန်တော်တို့ ဒီစကိုင်းတိုင်းမှာလည်းရှီအောင်ဖရားတွေတော်တော်လေးပြိုကျပြည့်စုံမှုတွေရှိတယ်ပြည့်ပြည့်စုံမှုတွေများတယ်မန္တလေးတိုင်းမှာလည်းများတယ်ကျွန်တော်ပြီးွားရတော့ကျွန်တော်ဒီအစ္စလာမ်ဘာသာဝင်တွေပေါ့တောက်ကြနေဖြစ်သွားတယ်အစ္စလာမ်ဘာသာဝင်ဝင်နေရတကယ်သူတို့ရဲ့ဒီဒေလူးနည်းဖြစ်တဲ့ကာဆိုတော့အစ္စလာမ်ဘာသာဝင်တွေကဝတ်ပြုတဲ့ကာမှာကျွန်တော်တို့ဒီဒစုစီရဲ့ပြုကြရတယ်ဖြစ်တယ်ပြီးွားကျွန်တော်ဗလီတွေကဒါရှီအောင်ဗလီတွေဖြစ်တဲ့ကာဆိုတော့အပြိုရပြည့်စီတဲ့ကာမှာကျွန်တော်ဒစုဒစီရဲ့သူတို့ဒါကွယ်လွန်သွားကြတယ်ရှိရောဒါလည်းစိတ်မကောင်းကြပါဘူးဘယ်လိုပဲဖြစ်ကျွန်တော်တို့ဘယ်ဘာသာပဲကိုယ်ကွယ်နေပါကြအားလုံးကကျွန်တော်တို့နိုင်ငံသားတွေပါပဲ ဒီမှာကျော်စိုးကနေပြတော့မှပေါ့နော်အခုစနေပြတော့မှစစ်ကောင်စီရရှိနေတဲ့နေနေနေနဲ့သူတို့ဝန်ထမ်းတွေနေတဲ့နေရာတွေဆိုတော်တော်လေးပေါ့နော်ပြစိမှုများတယ်ဆိုတဲ့ကြောင့်ပြောဆိုထားတာပြတော့မှကျွန်တော်ရှိမှဖတ်ခဲ့သလိုပဲစစ်ကောင်စီရရှိပိုင်းတချို့ကလည်းအဲ့ဒီငလျင်ဘေးဒဏ်တင်းတဲ့ထဲမှာတည်ဆုံသွားတယ်လို့ကျွန်တော်သိရှိတာဖြစ်ပါတယ်ဒါတော့တရင်ကောင်းပေါ့နော်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဒီလိုမျိုးစပြတော့မှ US ဆန်နေမှာဆိုတော့ကျွန်တော်တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေရဲ့လက်ချက်နဲ့တာမကတပ်ဖွဲ့ကဘေးနေရဲ့ပေါ့နော် အပြစ်ပေးကျွန်းလက်ခံမယ်ဆိုတာကိုရီးယားတွေ့ရတာပြုမှပြည်သူထံကိုသူတို့အနေနဲ့တေချာလေးဝင်ချတော့မှတင်နေတာဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေကတော့ရှင်းနေတယ်ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဝိုင်းဝန်းစူးစီးပြီးတော့မှအခုလိုမျိုးတဘောဘေးနယ်ကိုရင်းဆိုင်ချောက်ဖက်ပြီးတာနဲ့ချက်ချင်းပေါ့နော်တော်လိုင်းကိုအဆုံးသတ်မယ်ဆိုတာတော့အခုကတည်းကကျွန်တော်တို့ပြောလို့ရနေပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်နေနဲ့ပူတူမအနေနဲ့ပြောမှာပါနော်ကျွန်တော်တို့ပြည်သူပြည်သားတွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားလဲဆိုတာတစ်ချက်လုံးကြည့်လိုက်ရအောင်နော် ်ခမရတို့ကိုငင်းငင်းရေးစပွဲဝိုင်းကိုဖိတ်ခေါ်နေတယ်ငင်းငင်းရေးစပွဲဝိုင်းကိုလာကြပါနော်ကျမတို့ကလည်းကျမတို့ထောက်ခံတယ်ကျမတို့ကကျမတို့ကတက်မတော်ကိုထောက်ခံတယ်ဒါကြောင့်မို့တက်မတော်ကအနေနဲ့လည်းလက်ရှိမှာပြည့်ခက်ရဲစဲရဲစပွဲဝိုင်းကိုထပ်မံခေါ်ပြီးတော့နော်စစ်မြေဖြစ်ွားရနေမြေတွေကိုစစ်စင်ရေမလုပ်ဖို့ကျမတို့တက်နိုင်တဲ့တော့တောက်ဆုံးမယ်မြေတာရက်ခံမယ်ပြည်သူတွေအနေနဲ့ခမရတို့ကလည်းခမရတို့အားပေးနေတဲ့ EU အရာကိုအမိခံနေရှိရင်ခမရတို့မြေတာရက်ခံတဲ့ဇာကားတွေပြောထွက်ကြပါအင်းပြောပဲသူတို့ကအခုတော့ငလင်ရကူးမလောက်တာတေးရပဲရှိသေးတယ်နော်ဖြစ်ဖြစ်ချင်းပါပဲဖြစ်ဖြစ်ချင်းပါပဲလက်ရှိမှာ ခမရတို့ကြိုက်သေးဖြစ်စေမကြိုက်သေးဖြစ်စေနော်ဦးမဲအောင်လိုက်ရှေးဆုံးမှာသူကိုယ်တိုင်ထွက်တယ်သူကိုယ်တိုင်သွားရောက်ပြီးကြီးကြီးစစ်စစ်တယ်စစ်စစ်ပြီးတော့သူကိုယ်တိုင်ပဲကူညီခဲ့စေလို့ကိုလမ်းညွန်မှာကြတယ်ဒါခမရတို့မျက်မြင်ကိုယ်တွေ့ကိစ္စခမရတို့ကြိုက်တာမကြိုက်တာတကယ်လားရှေးဆုံးမှာကူညီခဲ့စေပေးတာသူဒါပေမဲ့ခမရတို့တွေ့ကြည့်လက်ရှိကာလမှာလက်ရှိမဲအောင်လိုက်တို့အုပ်စုကခမရတို့ပြောတယ်မအားလာတို့အုပ်စုကတဘာဘေးရတဲ့တင်နေတဲ့ဒေတာတွေကိုဘယ်လိုမျိုးကဲကျယ်ပေးရမလဲ၊ကူညီပေးရမလဲဆိုတဲ့အစီအမံတွေဆောင်ရွက်လမ်းညွှန်မှာကြလှုပ်ဆောင်နေတာပဲရှိတယ် နော်ကိုဘက်ကလူတွေကိုဘလို့ဖြစ်ပါလဲဒီလိုဖြစ်ပါလဲတခါမှဘယ်သူကမှဘယ်မီဒီယာကမှဘာသာကမှမပြောချောက်တို့တော့တပတ်ကအုပ်စုတွေကတော့မဟုတ်ဘူးသူတို့ပြောကြတယ်ငလင်တန်ပြည်နေတဲ့ဒေသမှာငါတို့ဘလို့တက်နေသလားကိုကြီးပါဝင်ရမယ်ဆိုတဲ့အတွေးမျိုးမရှိတဲ့နဲ့ကိုနိုင်ငံကပေးတဲ့ကိုကြီးတွေစစ်တပ်လက်ထက်ရောက်သွားမှာကျွန်တော်တို့ဆိုးရင်ပါလေအဲ့ဒါမှပဲလေနိုင်ငံကတော့ဘယ်နာမှဒေသမှာတော့စစ်တပ်ကနိုင်ငံတော်ဆင့်အရေးပေါ်ကူညီကယ်ဆယ်ရေးတွေမပေးသေးလို့ဆိုပြီးတော့အပြစ်ပြောကြတယ်ငလင်က28ရက်နေ့လှုပ်တယ်လှုပ်လို့ချင်းပါပဲကိုကြီးကယ်ဆယ်ရေးလှုပ်နေတယ် ဒါကိုခင်ဗျားတို့မြင်မြင်ချင်းသိသိချင်းမြင်ပါလေးသိပါရဲ့နဲ့စစ်တပ်ကနိုင်ငံတော်အရှင်ကိုကြီးကယ်ဆယ်ရေးမပေးလို့ပါဆိုပြီးခင်ဗျားတို့ဘေးထိုင်ပူပြောနေကြတယ်။နော်ဆိုတော့အခုလိုမျိုးတမဝဘေးအန်တီကြီးဆိုးဝါးစွာကြုံကြိုက်ပြီးလူပေါင်း1600ကျော်တနေ့တည်းမှာတည်ကြည်နေရတာတော့မှခင်ဗျားတို့နိုင်ငံရေးစစ်ရေးအတုံးချပြီးတော့နိုင်ငံရေးစစ်ရေးမှာခင်ဗျားတို့တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်စရာပုတ်ခတ်စရာဖြစ်အတုံးချနေကြတာခင်ဗျားတို့စိတ်တက်တီးအောက်တက်မကြလုံးဘူးလားပူသူမပြောမှာတူပါပါနော်မျောလဲရတော့အခုဆိုရင် အင်းကြီးနိုင်ငံတွေနဲ့တခြားဒီပြပနိုင်ငံကဖွဲ့စည်းတွေကနေပြီးတော့မှအခွင့်အရေးထောက်ပံ့မှုကိုတွန်းနေပြီးတော့မှပေါ့နော်ခွက်ခေါက်တောင်းစားနေတာပြီးတော့မှတကယ်တမ်းရောက်လာမယ်ဆိုရင်တော့မှကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်နေတဲ့နေရာတွေတွန်းနေပြီးတော့မှနည်းနည်းလေးပဲပေါ့နော်။မပြပြပြီးတော့မှကုညင်တဲ့ပုံစံတွေလုပ်ဖို့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပေါ့နော်။နောက်ထပ်တစ်ခုအနေနဲ့မျှော်လင့်ရတဲ့ပြီးတော့မှဟုဆိုရင်ကျွန်တော်တို့ပြည်သူတွေငလိမေးတင်းနေတဲ့အချိန်မှာပဲတွန်းနေပြီးတော့မှမဆန္ဒပဲပေါ့နော်။လေကြောင်းသခင်မှုတွေစတဲ့လို့ဆောင်နေတာမို့လို့ကျွန်တော်အဲ့ဒါကိုလည်းမျှော်လင့်ရုံနဲ့သူ့ရဲ့ပေါင်းပါတဲ့လှုပ်ချက်တွေကိုနိုင်ငံတကာဖွဲ့စည်းတွေသိရှိအောင်ချပြရမှာဖြစ်တယ်။ ကျွန်တော်ဒီတော်လိုင်းရဲ့အပြင်အခုဆိုရင်ဒီလိုမျိုးပေါ့နော်တဘောဘေးနဲ့ကြီးကျုံနေရတဲ့အချိန်မှာမိဘပြည်သူတွေဘက်ကနေပြုံးမလဲစိတ်မပြအမရောပဲနဲ့ကျွန်တော်ဒီလိုမျိုးပေါ့နော်မကန်တဲ့တရင်ချစ်လက်ဌာနတွေကနေပြုံးမတင်စစ်ပေးတဲ့တရင်တွေနောက်ဆိုရင်နဲ့အချင်းချင်းဝိုင်းဝန်းကူညီဖေးမှကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့နေခင်းမတစ်ဖြက်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကြမှာချင်တဲ့ပြေဆုံးပြုံးမှာဘေးရန်တွေကမျိုးမျိုးကနေကြင်ဝေးကြပါစေလို့ကျွန်တော်ဒီနေရာကနေစုပေါင်းတောင်းပေးလိုက်ပါတယ်